ွေစေးတနစ်သားအမြက်က American Store Share S&P 500ထက်ပိုပြီးတော့ညံ့တယ်ပေါ့နော်2024မှာ American Store Share S&P 500တနစ်သား အမျက်စုစုပေါင်းက23.34ရာခိုင်နှုန်းမြင့်တာပဲဖြစ်ပါတယ်။ရွှေကြတော့တနစ်တာအမျက်ရာခိုင်နှုန်းဘယ်လောက်ရခဲ့လဲဆိုရင်29.23ရာခိုင်နှုန်းရခဲ့ပါတယ်။ဒေါ်လာ1000ကို American Stock Share S&P 500မှာယင်းနှီးမြုံနှံခဲ့မယ်။ပြီးတော့ရွှေမှာဒေါ်လာ1000ယင်းနှီးမြုံနှံခဲ့မယ်။ထပ်တူများယင်းနှီးမြုံနှံခဲ့မယ်ဆိုရင်ပြန်အန်းငွေပြန်ရငွေအမျက်ဘယ်လောက်ရမလဲဆိုရင်တော့ရွှေမှာ29.23ပြန်များ တနစ်သာအမြတ်ရတဲ့ဖြစ်တဲ့အတွက်292.30အမြတ်ငွေပြန်ရမယ်ဖြစ်ပါတယ်စုစုပေါင်းပြန်ရမှာကဒေါ်လာ1292.30အမြတ်ပြန်ရမယ်ဖြစ်ပါတယ် S&P 500မှာဒေါ်လာ1000ယင်းနည်းမြှုပ်နှံခဲ့မယ်ဆိုရင်တနစ်သာရဲ့အမြတ်က23.33 သေးရခိုင်နှုန်းဖြစ်တဲ့အတွက်စုစုပေါင်းအမြတ်ကတော့933.30ရပြီးတော့စုစုပေါင်းပြန်ရမှာကဒေါ်လာ1,233.30ပြန်ရမှာဖြစ်ပါတယ်ရှင်။အဓိကရွှေဈေးကိုတက်စေတဲ့အကြောင်းရင်းကတော့နိုင်ငံရေးစီးပွားရေးမကောင်းတဲ့ရွှေဈေးကဒီထက်မကဈေးသက်နိုင်ပါသေးတယ်ရှင်။